ရာဇာနေဝင်းဆိုတဲ့လူတစ်ယောက်က iconic ဖြစ်ပြီးသားသူ့ကိုကျွန်တော်ကသွားပြီးတော့သူနဲ့မလိုက်ဖက်တဲ့ဟာတကူကျွန်တော်လောက်ခံလို့မရဘူး။ तू ကအမြဲတမ်းသူဖြစ်နေဦးမှာပဲ။ तू က iconic ဖြစ်နေတာအဲ့ဒါကိုကျွန်တော်သွား change လုပ်လို့မရဘူး။အဲကျွန်တော်မှမဟုတ်ဘူးတခြားဘသူပဲရိုက်ရိုက်ကရာဇာနေဝင်းနဲ့လိုက်ဖက်တဲ့ character လိုမျိုးကိုပဲသူ offer ပေးမှရမယ်လို့ကျွန်တော်ထင်ပါတယ်သူအရက်ပြတ်ခိုင်းနေကျွန်တော်လိုချင် dialogue တွေမရရအောင်ချက်ခိုင်းနေတော့ရအောင် manipulate လုပ်ရတာပေါ့လေဒါပေမဲ့ iconic ဖြစ်ပြီးသားဒီ personality တခုလုံးယူတော့ပြောင်းပြလို့မရအောင်လို့ထင်ပါတယ်အဲ့ဒါကျွန်တော်က horror ဒီ psychological thriller horror ဖြစ်တဲ့အတွက်ကကျွန်တော်က night scene ကြီးများတယ်နိုင်စင်းများတဲ့အချိန်မှာကြာတော့ကျိုးဆောင်နေအကောင်ကတခါကျကျွန်တော်တို့ရိုက်တဲ့အခါက 24နာရီပြတ်သွားရရတရားရှိတယ်။ပင်ပန်းတာတော့အကုန်လုံးပါပဲကျွန်တော်တို့ဒီ DB အစားကျွန်တော်တို့ crew တွေအကုန်လုံးဒီတရုတ်ဆောင်တွေရောအကုန်လုံးညီပါလောက်ကပင်ပန်းကြတာတွေကြီးတယ်။ကျွန်တော်ဒီဇလန်ကဇကြောရိုးတစ်ခုထဲမှာ story ၃ခုကျွန်တော်ခွဲထုတ်ပြီးလုပ်ထားတာ။ဒါပေမဲ့ story ၃ခုဆိုမဲ့တစ်ခုနဲ့တစ်ခုကွဲသွားမှာမရှိဘူး။ဒီတငယ်ချင်းလေးရပုံပါပဲကျွန်တော်အခြေခံထားပါတော့။ဆိုတော့အဲဒီကောင်ကိုကြည့်ရဆိုလို့ရှိရင်တကားလုံးမှာမတူညီရခံစားချက်တွေကိုရမယ်။အာ story တစ်ပိုင်းချင်းတစ်ပိုင်းချင်းစီမှာပြီးသွားရင်တစ်စက်မှမပြင်းစရာဘူးလို့ကျွန်တော်အာမခံရပါတယ်။ ကျွန်တော်တို့ဒီတံပြရရုပ်ရှင်ဟာဒီ9ရက်နေ့နိုဝင်ဘာ9ရက်နေ့တောက်ကြနေဆိုရုံတင်ပြီပေါ့เนาะကျွန်တော်တို့ဒီအဖွဲ့သားတွေအကောင်လုံးစူးစမ်းထားတဲ့အပိုင်းအောင်ပြီးသွားပြီအာပြည်သက်တွေကပဲကျွန်တော်တို့အောင်မရလားဂုံတူးထွက်လားဆိုတာပေးရမယ်အချိန်လေးရောက်သွားပြီမို့လို့ကျွန်တော်အာ feedback တွေအရန်ကြားကြနေပါတယ်ဟုတ်ကိုလူအချင်းချင်းကြတော့ဒီဘယ်လိုပြောရမလဲအောင်ဖန်တီးသူအချင်းချင်းမှာကြောင့်ဖန်တီးသူအချင်းချင်းဖန်တီးထားတဲ့အရာတွေမြင်တဲ့အရာတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဆိုတာ entertainment သမားတွေဖြစ်တဲ့အတွက်ကပြည်သက်ကတကယ်တမ်း relate လုပ်ပြီးတော့နားလည်နိုင်မှာ အာတကယ်ကုန်တော့မရရလို့ပြောရမှာပေါ့နော်ကျွန်တော်ဖန်တီးသူအချင်းချင်းပဲနားလည်လေလို့တော့မရဘူးအာပြိတ္တနားလည်မှရမှာဖြစ်တဲ့အတွက်အဲ့အရတော့ကျွန်တော်အတိအကျမပြောနိုင်သေးဘူးပေါ့နော်ဟုတ်ဒီကားမှမဟုတ်ပါဘူးကျွန်တော်အရှိမကျွန်တော်ရိုက်ခဲ့တဲ့ရုပ်ရှင်ကားတကားရှိတယ်အာမယုံမတရားဘူးအဲ့ကားကလည်းကျွန်တော်အဲ့လိုပဲကျွန်တော်ဇညွန်တစ်ခုရေးတဲ့အချိန်မှာကျွန်တော်ပုံမှန်လူတွေဇညွန်ဘယ်လိုရေးလဲကျွန်တော်မသိကျွန်တော်တယောက်တည်းဇညွန်ရေးအဲ့လိုအယူတယောက်လိုပဲအဲ့မိုင်းကြည့်ပြီးဟိုစကားပြောလိုက်မင်းကလေးဖြစ်သွားတယ်မင်းကလေးဖြစ်သွားတယ်ယောက်ျားလေးဖြစ်ယောက်ျားလေးဖြစ်သွားလိုက်တယောက်တည်းစကားရေးပြောကြည့်ရအောင်နော်ဆိုတော့အကုန်လုံးကကျွန်တော်ကဟိုခိုင်းနေဆိုတဲ့ဟာမှာကျွန်တော်ကသူတို့ရဲ့ ဒီ limit တစ်ခုကိုကျွန်တော်တိထားပြီးသားဘာလို့လဲဆိုတော့ဒီလူတွေအကုန်လုံးเนี่ยကျွန်တော်အလုပ်လုပ်ခူရယ်ကိုသိန်းလဲဆိုရင်အကျွန်တော်အလုပ်လုပ်ခဲ့တာစိုက်စုနဲ့တစ်ခုလောက်ရှိနေပြီကိုသိန်းတို့အောင်ရထိုက်လို့ပေါ့နော်ဖူးဖူးဆိုလို့ရှင်လည်းမရှိဘူးဆိုအနည်းဆုံး6နှစ်9နှစ်လောက်ကျွန်တော်တို့အလုပ်တူတူလုပ်လာခဲ့ပြီးသွားပြီဆိုတော့ commercial ဘက်မှာပေါ့နော်ကျွန်တော်ရုပ်ရှင်နေတဲ့တခါမှမလုပ်ဘူးအဲအကုန်လုံး limit ကိုကျွန်တော်တိပြီးသားဆိုတော့ကျွန်တော်ဒီဇလန်းကိုရေးတဲ့အချိန်မှာလည်းအာကြိုမြင်ထားတဲ့သူတွေရှိပြီးသားတချို့ creator တွေကြောက်လည်းကျွန်တော် okay ရင်းနေတဲ့ talent နဲ့မှာ producer နဲ့တိုင်နေပြီးရွေးချယ်ထားတဲ့သူတွေရှိရဲဆိုတော့အကုန်လုံး limit ကိုတိပီးသားမို့လို့ခိုင်းတာပါဟိုလိုမျိုးကြီးကျွန်တော်အတင်းအဲ့လိုတို့ push လုပ်တာပေါ့ဒါပေမဲ့အဲငကိုရုပ်ရှင်ကားတွေမှာကျွန်တော်တို့လုပ်တဲ့အချိန်မှာကြာလို့ရှင်ကျွန်တော်ကအာဖန်တီးရဲ့အချိန်မှာတငယ်ချင်းချင်းလောက်တာပေါ့ဒီအရာကကျွန်တော်တငယ်ချင်းတွေမှာဘာမှမရလို့ဖြစ်နေတော့အပို push လုပ်ဖြစ်တာပေါ့နော်ပို့ဖြစ်စေချင်လို့ပါဟုတ်ပင်မန်းတာတော့အကုန်လုံးပါပဲကျွန်တော်တို့ဒီ DB ကအစကျွန်တော် crew တွေအကုန်လုံးဒီတရုပ်ဆောင်တွေရောအကုန်လုံးညီပါလောက်ကအခုပထမ story ကပြောမယ်ဘာရသာပေါ့နော်ခုနကကျွန်တော်လည်းပြောလိုက်တယ်အာဒီရုပ်ရှင်ကြိုင်တွေကိုသူအရက်ဖြတ်ပေးပါဆိုသူဖြတ်ပေးရဖြတ်ပြီးတော့သူတရုပ်ဆောင်တဲ့အခါမှာအာတကယ်ရိုက်တဲ့အချိန်တော့ကျွန်တော်အရန်အေးတယ်ဆိုတော့ now ရိုက်ပြီးတော့ကျွန်တော်900လောက်နေတော့သူဖြားသွားတယ်အတူမှမဟုတ်ပါဘူးပြည့်ပြည့်ဆိုလဲအဲ့လိုနေမကောင်းတိုက်မကောင်းသွားရတာပြောရတဲ့မှာရှိအကူသိန်းဆိုလဲအဲ့လိုပေါ့နော်အကုန်လုံးပင်ပန်းကြတာတွေယူရမုန်းလင်းမောက်ရရတယ်အဓိကကျွန်တော်က horror ဒီ psychological thriller horror ဖြစ်တဲ့အတွက်ကကျွန်တော်က night scene တွေများတယ် night scene များတဲ့အချိန်မှာကျတော့ကျိုးဆောင်နေအကုန်လုံးတခါကျကျွန်တော်တို့ရိုက်တဲ့အခါအာ24နိုင်ဖြစ်သွားရဲ့ရက်တရားရှိတယ်။အာမမေ့ရဆိုနှစ်ခုလောက်ရှိရပေါ့နော်ကျွန်တော်ဒီ horror chain ထဲမှာပဲ။ဆိုတော့ပင်ပန်းတာတော့အကုန်လုံးပင်ပန်းကြတာကြီးပါပဲ။အာအားလုံးကတော့ရုပ်ရှင်ကပြီးသွားတဲ့အချိန်မှာသူတို့ ုနကကျွန်တော်ဒီရုံအာဘယ်လိုပြောလဲပြရချင်ပါတယ်သူပြောကျေးဇူးတင်စကားပြောရပါတော့သူတကယ်အရန်ပင်ပန်းထားဟာတွေကကျွန်တော်ပြောပြရအောင်အရန်နေသေးတယ်ဒီစင်းတစ်ခုတိုင်းတစ်ခုတိုင်းဂျင်းစီမှာကြည့်လိုက်လို့ရှင်တော့ပိုပြီးတိတာပါမယ်လို့ပြောချင်ပါတယ်ဟုတ်အဓိကကဘာရလာအရက်ချက်နေတာသူပထမဆုံးရက်မှာသူရောက်လာရောက်လာသူအဲ့ညနေ၄နာရီတော့သူကက်လာသူနေနေကက်လာတော့ သူ camera blogging တွေအစားသူပြီးရင် dialogue တွေသူနည်းနည်းမေ့သွားပါတော့ပြီးတော့အဲအဲကြောင့်ဟိုအရာသာရိုက်မယ်ဆိုလို့ရှိရင်တောက်လို့မရအောင်ကျွန်တော် onsen မှာတောက်တာလည်းမကြိုက်ဘူးပြီးတော့ကျွန်တော်ကျန်တဲ့ crew တွေအကုန်လုံးမှကျွန်တော်မှားပါတယ်ဟိုမြန်မာရုပ်ရှင်ကားတွေမှာကြာတော့တချို့တယောက်ဆောင်နေဆိုအမရဲစစ်တိမ်မှာရိုက်တယ်ဆိုတဲ့ဟာမျိုးလည်းရှိရင်ရှိလိမ့်မယ်ဒါပေမဲ့ ကျွန်တော်ကကျွန်တော်ကလည်းအရေးမတောက်ဘူး။ OC မှာလည်းဘာမှအရေးတောက်တာခွင့်မပြုဘူးဆိုတော့ဘာအရေးတော့ပြောလဲဟုတ်ကဲ့ဆိုပြီးတော့သူက okay ဖြတ်ပြောရမယ်။အဲ့တော့သူလည်းတကယ်ကောင်းတဲ့ result ကိုတွေ့ရတယ်ပေါ့နော်။ပြီးတော့နောက်တစ်ခုကဒီဘေးနားမှာရှိနေတဲ့သူအတူတူဖူးဖူးတို့ channel တယောက်ဆောင်နေအကောင်လုံးကလည်းအားကျုံမှန်တဲ့တယောက်ဆောင်နေတဲ့အခါကျတော့သူကိုယ်တိုင်းအာဒါတကယ်အရက်ခဏပြတ်ချင်စိပောက်သွားပါပေါ့နော်။အခုလည်းအရက်၁၄ရက်လောက်ရှိပြီပြန်ပြက်နေရလို့ပြောပါတယ်။သူရက်ရက်က9ရက်ပြီးတော့သူဖြားသွားတယ်။ပြီးတော့နောက်တစ်လလောက်သူနားလိုက်တယ်လို့ပြောပါတယ်။ဟုတ်။သူကရတာအရန်စကားနားထောင်ပါတယ်။ဟုတ်။ပထမတစ်ရက်ကသူညနေ၄နာရီတိုင်းသူတောက်နေကြဆိုတော့ ောက်တောက်ချင်တာပေါ့နော်အဲတောက်လိုက်တာနောက်ရက်တည်းကသူလုံးဝမတောက်ပါဘူး तू ပြောပါရဲ့အာဒရိုက်တာအရန်ခိုင်းနေတယ်ဆိုပြီးတော့ဒါမှ तू ချိန်နေပါရဲ့ဟုတ်တွေ့ပြီးရောက်လာတဲ့အချိန်မှာじゃあ तू အတွက်ဒီ dialogue ကိုဆန်ပြောကြရအောင်နော် razor ရေလုတဲ့အချိန်မှာသူတက်တာအထူးဆန်းတော့ဖြစ်နေရပါတော့ तू ကကိုယ်လိုက်တော့တိုင်းမဲ့လက်တန်းလောက်တာပေါ့နော်အမဟုတ်မရအောင်ကျွန်တော်လိုချင်တာရှိရဲ့ဒီတိုင်းပြောမှရမယ်ဘာလို့တချို့ dialogue တွေကကြာတော့ကျွန်တော်မှအတိတ်ပဲရှိရဲ့အဒီကိုင်းမှာအထူးသဖြင့်ရိုက်လိုက်တဲ့ကျွန်တော် short time short time မှာပြထားတဲ့အတိတ်ပဲတွေအကုန်လုံးရှိရဲ hidden message တွေအကုန်ရှိတယ်ပြီးတော့ dialogue တိုင်းမှာလည်းရည်ရွယ်ချက်ရှိရဲဘာကြောင့်ကျွန်တော်ရှင်းပြရတာပေါ့နော် အာသူပြောလိုက်တဲ့စကားလုံးအခုဒီမှာဆိုကျွန်တော် spy လို့ရရတဲ့ဟာမျိုးရှိနေကိုနော်နော် collect ဆိုပြီးသူပြောလိုက်တဲ့စကားလုံးတစ်လုံးဆိုလို့ရှိရင် ဒါဒီတိပဲနောက်မှာတမျိုးပြတ်သွားတဲ့ဟာမျိုးရှိရပေါ့နော်ဆိုတော့အတိအကျပြောချင်တာမရဘူးကြက်မှရမယ်ဆိုတော့ okay okay ပေါ့သူလည်းကြားတာပေါ့သူဒါပထမဆုံးကြက်ဘူးတာလို့ပြောပါတယ်ဟုတ်ရာဇာနေဝင်းဆိုတဲ့လူတယောက်က iconic ဖြစ်ပြီးသားသူ့ကိုကျွန်တော်ကသွားပြီးတော့သူနဲ့မလိုက်ဖက်တဲ့ဟာတကိုကျွန်တော်လောက်ခံလို့မရဘူးဒီ character ကလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဇန်ညိုရဲ့အချိန်မှာကျွန်တော်ကြုံမြင်မိသားလူတွေရှိရဲကျွန်တော်အလွတ်ထားထားတဲ့ character ရှိရပေါ့နော်အဲ့ထဲမှာပါဒီ character တကူကအလွတ်ရှိပြီးသားပေါ့နော်အဲ့မှာကျွန်တော်တို့ designer တိုင်ပင်ပြီးတော့သူ့ကိုထည့်ရဖြစ်ခဲ့တာဆိုတော့ तू က အမြဲတမ်းသူဖြစ်နေရောမှာပဲသူက iconic ဖြစ်နေတာအဲ့ဒါကိုကျွန်တော်သွား change လုပ်လို့မရဘူးအဲကျွန်တော်မှမဟုတ်တခြားဘသူပဲရိုက်ရိုက်ကယာစာနေဝင်းနဲ့ light ဖတ်တဲ့ character လိုမျိုးကိုပဲသူ offer ပေးမှရမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်ကတော့အကောင်းဆုံးတတ်နိုင်ဆုံးနဲ့မှာခုနကကျွန်တော်ပြောဆိုသူအရက်ပြခိုင်းနေကျွန်တော်လိုချင်တဲ့ dialogue တွေမရရအောင်ချက်ခိုင်းနေတော့ရအောင်တော့ manipulate လုပ်ရတာပေါ့လေဒါပေမဲ့ iconic ဖြစ်ပြီးသားဒီ personality ဒီတစ်ခုလုံးယူတော့ပြောင်းပြလို့မရအောင်လို့ထင်ပါတယ်ကျွန်တော်အဲ့တချို့စိတ်နေဆိုကျွန်တော် cut မလုပ်ဘဲနဲ့တက်ပေးတဲ့ဟာမျိုးရှိရယ်သူဘာထက်ထွက်လာမှာလဲပေါ့နော် အဲ့မှာရတော့သူလောက်သွားတဲ့ဟာလေးမိုက်ပါတယ်တော်တော်များများဒါတော့တပားစကားပြောတာပေါ့ကျွန်တော်ဒီဇလန်ကဇကြောရိုးတစ်ခုထဲမှာ story သုံးခုကျွန်တော်ခွဲထုတ်ပြီးလောက်ထားတာဒါပေမဲ့ story သုံးခုဆိုမဲ့တစ်ခုနဲ့တစ်ခုကကွဲသွားမှာမရှိဘူးဒီတငယ်ချင်း၄ရက်ပေါ်မှာပဲကျွန်တော်အခြေခံထားတာပေါ့နော်ဆိုတော့ အဲဒီကောင်းကိုကြည့်ရဆိုလို့ရှိရင်တကားလုံးမှာမတူညီရခံစားချက်တွေကိုရမယ်အာစတိုရီတစ်ပိုင်းချင်းတစ်ပိုင်းချင်းစီမှာပြီးသွားရင်ဒီဇက်မှာမပြင်းစရာအောင်လို့ကျွန်တော်အားမခံရပါတယ်အာလာကြည့်ပြီးရင်တော့အများကြီးဝေဖန်ပြီးတော့ကျွန်တော်တို့အားပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ဒီတန်မြောက်ရုပ်ရှင်ကအနုမ9ရက်နေ့တောက်ကြနေမှာရုံတင်မှာဖြစ်ပါတယ်ဒီတောက်ကြစနေတန်လင်းခွင့်နေမှာတော့အဓိကထားပြီးတော့အားလည်းလို့ရှိရင်လာကြည့်ပေးပါအောင်လို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ် feedback တွေအများကြီးကြားချင်ပါတယ်